ဘဝမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဆိုင်းကွန်နီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှမပြောမှလဲဆိုတော့ဆယ်လာပိုင်းတစ်လလလုံးမှာတိုက်ဆက်ရှိတဲ့သူတွေဘယ်လိုမျိုးတွေ့ကြုံလာမလဲဘယ်လိုမျိုးပုံစံမျိုးလေးရှိသလဲဆောင်ရွက်ဆောင်ရွက်တွေကတစ်လလလုံးမှာဘယ်လိုမျိုးတွေရှိလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာเนาะအဲဆိုကျွန်တော်တိုက်ဆက်ရှိတဲ့သူဘယ်တိုက်ဆက်မဆိုပေါ့เนาะကျွန်တော်အရှိလာလည်းပြောထားဆိုတော့သဘောကျတယ်ပြန်ပြောပါဆိုတော့ကျွန်တော်ပြန်ပြောပေးမယ်เนาะတိုက်ဆက်ရှိတဲ့သူတွေတိုက်ဆက်ရှိတဲ့သူတွေကဆယ်လာပိုင်းတစ်လလလုံးမှာပေါ့เนาะအဲလုံးမှာ အိမ်ပြင်ရတာခြံစည်းရိုးပြင်ရတာအာပြန်ပြင်ရတဲ့ပုံစံမျိုးပေါ့အဲအဲ့လိုမျိုးအိမ်နောက်ပရိဘောကအာအသွင်းပစ္စည်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပြင်ရပစ္စည်းပဲဖြစ်ဖြစ်အဲ့လိုမျိုးပြန်ပြင်ရတဲ့ကိစ္စရလေးတွေကြုံရတဲ့ကိုကအမှတ်မထင်ဘဲနဲ့အာလူလောက်ရတဲ့ပုံစံမျိုးတွေအမှတ်မထင်ဘဲနဲ့ကိုကနေပြီးတော့မှဟိုကုညီလိုက်ရတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်เนาะကောင်းတဲ့ပုံစံမျိုးပေါ့ငွေနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့အာ တောင်ကနေရနေစားပြီးတော့မှတိန်ကိုဆယ်ကြီးရာကြီးအဲ့လိုမျိုးဖြစ်ကိုရနိုင်တဲ့အခြေအနေလေးတွေရှိပါတယ်ဆယ်လာပိုင်းထဲမှာပေါ့တိုက်ဆက်ရှိတဲ့သူတွေနော်ပြီးတော့ရဝေးရနေခရီးသွားရတာတွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီကိစ္စလည်းအဲ့လိုမျိုးကိစ္စရလေးတွေကြုံလာတတ်ပါတယ်နော်အကိုကတကူကူပြုလုပ်တော့မယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဆိုတော့အနောက်ရက်တွေအနောက်တောင်ရက်တွေကို ဩကိစ္စတစ်ခုခုဖြစ်သွားတဲ့ခါကျရင်ကိုစားလွတ်တယ်ဆိုတော့အဆင်ပြေတယ်အဲ့လိုမျိုးသွားရတဲ့ကိစ္စရထဲမှာကိုကစက်ပစ္စည်းပြင်ဖို့တော်လကောင်းကျမ်းမာရေးအရာတော်လကောင်းသွားရတယ်ဆိုတော့နည်းနည်းလေးဆင်ကျင်ပေးပေါ့တိတ်ပြီးတော့မှအကောင်းတဲ့အနေထားမျိုးမှမရှိဘူးလို့ကျွန်တော်ကတော့မြင်မိပါတယ်လေးကဏ္ဍကိုကဏ္ဍအနေနဲ့အကျိုးပေးတဲ့အထက်မှာပါတယ်အဲ့လိုမျိုးကဏ္ဍလေးတွေသဘောကျတယ်ဆိုရင်တော့ကန်ဆန်းတဲ့ပုံစံမျိုးတွေပြုလုပ်ကြည့်ပေါ့အဲ့လိုမျိုးလုပ်တင်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့အကောင်ပလောင်တစ်ခုခုကကိုကိုထိကိုက်ချနာပြီးတော့မှကြိုက်တာ ိုက်တဲ့ပုံစံမျိုးပေါ့ကိုက်တာလေးတွေဖြစ်တတ်တယ်ခေါင်းဘဲဘက်ချမ်းခေါင်းခေါင်းကိုက်တဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်လက်တွေခြေောက်တွေထုံနဲ့ကျင်တဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှအလုံးမရှိဘူးအာအလုံးတွေပါရေလှုပ်ရှင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အာ အလုံးလျှောက်ဖို့အတွက်ပေါ်တော်လကောင်းတခုခုသွားဖို့တက်တော်လကောင်းလုံးမယ်ဆိုရင်တော့ဒီဆယ်လာပိုင်းထဲမှာလုံရှင်အဖြစ်အဆင်ပြေစေတယ်အာခွင့်ကောင်းအခါကောင်းအာအဲ့လိုမျိုးအကောင်းလေးတွေအကောင်းကောင်းလေးတွေရသိတက်တဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်တော့ဒါကတော့အကောင်းပေါ့ပစ္စည်းလက်ဆောင်ရတာလက်ဝတ်လက်စားလက်ဆောင်ရတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်အထက်ကြီးကလက်ဆောင်တွေပေးတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးလေးတွေကျွန်တော်တတ်ပါတယ် เนาะကောင်းတဲ့ပုံစံမျိုးတွေရှိတယ်ဒါကတော့အကောင်းဘက်ပေါ့မကောင်းတဲ့ပုံစံမျိုးကဘာလဲဆိုတော့အမ်ပြီးတော့ကိုပိုင်တဲ့ပစ္စည်းကိုပိုင်တဲ့ပစ္စည်းကကျွန်တော်တို့အာတတိလေးရနေအကြီးအကြီးကြီးပေါ့ကိုပိုင်တဲ့ပစ္စည်းတွေပျောက်သွားတာအဲရှာသွားတာအခိုးခံထိတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်အားကြောင့်မလို့ဘာဖြစ်ဖြစ်မလွဲတာမဆောင်တာလို့ပြင်သွားတဲ့ခါကျရင်တော့တတိထားပေးပေါ့နော်ကျွန်တော်လည်းအာအဲ့လိုမျိုးမိကျန်တဲ့ပုံစံမျိုးတော့ဖြစ်ပြီးသားပြီပေါ့သတိထားနေတဲ့ကြားရအောင်အဲ့လိုမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။နောက်ပြီးတော့ အင်္ဂါသားသမီးဂျာရာဘေးသားသမီးနဲ့တွက်ဖက်လုတ်ကင်ဖို့အတွက်စီစဉ်ထားရဆိုရင်တော့အဲဒီအလုတ်ကလေးတွေကိုခဏလောက်ရပ်တန့်ထားတဲ့ပုံစံမျိုးတွေပြုလုပ်ပြီးပါစေလာလုံးလုံးမှာငွေကန်ဗလီတွေကောင်းကျင်နေကျမ်းမာရေးကန်တွေကောင်းကျင်နေကန်ဆန်းလေးတွေကောင်းကျင်နေဆိုရင်ကိုရနေ့နဲ့တောင်းမှာအုံးရည်လူပေးပါနော်အုံးရည်လူပေးစေချင်ပါတယ်နော်နောက်တစ်ခုကကိုကအုံးရည်မရှိဘူးအုံးရည်မဖြစ်ဘူးဆိုရင်တော့တံပြားရည်လူပေးပါဖျားကိုတောက်တော်ရည်ကိုရနေ့နဲ့မှာကိုရနေ့မှာနော်စက်တက်ခွတ် ကပ်ပြီးပါကပ်ပြီးတော့ကျွန်တော်တို့တန်မုတ်တွေငါးမျိုးတန်မုတ်တွေကိုပတိစိတ်တာပဲဖြစ်ဖြစ်เนาะတရားရှိခေါ်ရွတ်ဆိုတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲ28ခေါက်ပဲဖြစ်ဖြစ်နဝင်းတက်အနေနဲ့ရွတ်ဆိုတဲ့ပုံစံမျိုးတွေပြုလုပ်ခြင်းအဖြစ်ဆယ်လာပိုင်းပြလာလုံးလုံးမှာတိုက်ဆက်တွေ့တဲ့အဆင်ပြေစီတယ်အိမ်မက်ကောင်းလေးတွေမြင်မရတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်လူတရီထားရမှာကအကောင်ရှိတွေညင်တဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်။နည်းနည်းအာအရင်တုန်းကတိုင်းနဲ့ပတ်သက်ပြီးတော့ တတန်တို့တို့ထားတဲ့ကိစ္စတွေရှိခဲ့တယ်ဆိုရင်အဲ့လိုမျိုးသူတွေကဒီဆယ်လာပိုင်းထဲမှာအိမ်မက်နည်းနည်းလေးညံ့တဲ့ပုံစံမျိုးတွေအထိကိုက်လေးတွေဖြစ်တတ်ပါတယ်ကျွန်တော်ခုနပြောတဲ့ရေတရနဲ့တန်မုတ်တွေငါးမျိုးယူပေးပါအဆင်ပြေစေတဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်တိုက်ဆက်အားလုံးဆယ်လာပိုင်းမှာအဆအဆရရအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ